ခဏိတသမခွနဲ့အဆင်ရှိသောပြည်အားပြင်းထန်သောငလျင်ကြောင့်မန္တလေးမြို့နှင့်စကိုင်းမြို့အထူးခိုက်ဆုံးဖြစ်ပြီးကုညီကယ်ဆယ်ရေးများလိုအပ်နေကြောင်းသိရပါသည်မန္တလေးမြန်မာနိုင်ငံစကိုင်းမြို့ကိုယနေ့မိုးလွယ်ပိုင်း12:52မိနစ်အချိန်ဗဟိုပြူ၍လှုပ်ခတ်သွားသောခုနှစ်တသမာခုနှစ်အဆင့်ရှိသောအင်အားပြင်းထန်သောငလင်တန်းကြောင့်မန္တလေးမြို့နှင့်စကိုင်းမြို့ ထူးကံဆုံးဖြစ်ပြီးကုညီကယ်ဆယ်ရေးများလိုအပ်နေကြောင်းကုညီကယ်ဆယ်ရေးသမားများကရောင်းခတိမီတာဌာနသို့ပြောဆိုလာခဲ့ပါတယ်။ရောင်းခတိရောင်းခတိမီတာဌာနသို့ပြောဆိုလာခဲ့ပါတယ်။မန္တလေးမှာအဆောက်အုံတွေစောင်းပြီးပြူကြတာမြို့ထဲမှာလည်းတော်တော်များပါတယ်။ Great World Hotel မြစ်ဆုံ Hotel နောက်ပြီးတော့မြို့လေကောင်းကတိုက်တွေလည်းစောင်းပါတယ်အများကြီးပါပဲ။အခုတော့ကုညီကယ်ဆယ်ရေးကပြိမိနေတဲ့သူတွေကို ပေးမိနေတဲ့သူတွေလည်းရှိနိုင်ပါတယ်ကျွန်တော်တို့လည်းအတွေ့အကြုံရှိပါဘူးကုညီကယ်ဆယ်ရေးတွေလိုအပ်ပါတယ်လို့မန္တလေးဒေသခံပရာဟိတတအူမှရောင်းကစ်တိမီတာဌာနသို့ပြောကြားလာခဲ့ပါတယ်ဇကမ်းမျိုးတွေအထက်မြင့် နေသည့်အတွက်အပြည့်စီတရင်များမကြရသေးတော့လေစကိုင်းတရအဟောင်းမမျိုးလုံးဝပျက်စီးသွားခဲ့ကြောင်းရန်ကုန်မန္တလေးအမြန်လမ်းမှာလည်းမိုင်းတိုင်းမှာ360နစ်အပါဝင်လက်တချောက်လုံးပျက်စီးလျက်ရှိကြောင်းသိရပါတယ်အောင်မန်းတွင်အောင်မန်းဟိုတယ်တုံးထက်တိုက်ပြိုကျသွားပြီးပိတ်မိနေသူများရှိကြောင်းလည်းသိရပါတယ်စကိုင်းမျိုးကိုဗဟုပြု၍အင်အား9.9အဆင့်ရှိသောငလျင်ကြီးလုတ်ခတ်သွားသည်ဟုအမေရိကန်ငလျင်ဌာနကနေ USGS မှထုတ်ပြန်ကြေညာလိုက်ပါတယ်လက်တလောစကိုင်းတရအဟောင်းကြီးလည်းပြိုကျသွားကမန္တလေးနေစကိုင်းတွင်အပျက်စီးများရှိ နေကြောင်းဒေသခံပြည်သူများကပြောဆိုလာခဲ့ပါတယ်။မိုးလင်းစက်တနာရီ53မိနစ်အချိန်လုံခတ်သွားသောအဆိုပါငလျင်သည်မြန်မာနိုင်ငံစကိုင်းမြို့ကိုဗဟိုပြုပြီးပြင်အား9.3အဆင့်ရှိသောနိုင်ငံတော်ဝန်လုံးအပြစ်စီများစွာရှိနိုင်ကြောင်းလည်းသိရပါတယ်။အောင်မန်မြို့မှာတော့ဟိုတယ်အောင်မန်သုံးတက်တိုက်ကြီးပြိုကျသွားခဲ့ပါတယ်။အပြစ်စီများပါတယ်။ကားတွေလည်းပြင်းနေတယ်လို့အောင်မန်ပြည်သူတို့ကပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံတော်ဝန်လုံးယနေ့မိုးလင်းပိုင်းအလွန်အသိသာခန်းစားရသော အင်အားတင့်တင့်ရှိသောငလင်လုတ်ခတ်သွားကြောင်းဒေသခံပြည်သူများကပြောဆိုခဲ့ပါတယ်။မိုးလယ်12:52မိနစ်မှမိုးလယ်12:55မိနစ်ချိန်ထိရန်ကုန်တိုင်းတွင်ရှိမြို့နယ်များအလုံးငလင်တံကိုတည်သသာခန်းစားရပြီးမန္တလေးပဲခူးကူရမပင်မြဝတီမော်လမြိုင်ချက်ရင်ကလေးကြောင့်မန္တလေးမှာအဆောက်အဦတွေပြိုကျပျက်စီးစကားမျိုးအမြောက်ဘက်ကိုမတ်လ28ရက်နေ့နေ့လေတနားရီဝင်ကျင့်အချိန်ကပဟိုပြူပြီးလှုပ်ခတ်သွားတဲ့မြင်ကလေးကြောင့်မန္တလေးမြို့ပေါ်မှာအဆောက်အဦများပြားပြိုကျပျက်စီးသွားခဲ့ပါတယ်။ ပြိုကျသွားတဲ့အဆောက်အဦတွေကြောင့်မပိတ်မိနေတဲ့သူတွေရှိနေတာကြောင့်လူမှုကွယ်ဆေးရေးတင်တွေကကယ်ဆယ်ရေးတွေလုပ်နေတယ်လို့ဒေသခံတွေကပြောဆိုလာခဲ့ပါတယ်။အမေရိကန်ဆိုရကပုံမိပေတာတိုင်းတာအချက်များအဖွဲ့မှ USGS ရဲ့ထုတ်ပြန်ချက်များအရမြင်ကလေးပြင်အားဟာ9.8ရှိတယ်လို့သိရပါတယ်။ ယနေ့မွန်လမ်းပိုင်းတွင်လှုပ်ခတ်သွားသောအလုံးပြင်းထန်သည့်ငလျင်ကြောင့်မန္တလေးတက္ကသိုလ်ပြိုကျပြီးမီးလောင်နေတော့လဲမင်းငိမ့်တက်မိသူမရှိကြောင်းသိရပါတယ်။ကျန်တလုံးမှာတော့ငလျင်တန်းကြောင့်မန္တလေးတက္ကသိုလ်အတွင်းတွင်လည်းထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းလည်းသိရပါတယ်။မွန်လမ်းပိုင်းတွင်လှုပ်ခတ်သွားသော ပြင်းအား9တသမ9အဆင့်ရှိသောငလေးကြောင့်မန္တလေး83လမ်း109လမ်းတခုတည်းတွင်ပင်အဆောက်အဦများစွာပြိုကျပျက်စီးသွားကြောင်းဒေသတွင်ပြည်သူများထားမှပြောဆိုခဲ့ပါသည်မန္တလေးမြို့ကသုံးထက်တိုင်းနှင့်တိုက်ပုလေးတွေအကုန်လုံးထိပါရယ်အနေနဲ့အများဆိုသလိုထိနေတာပါဘာတွေဆက်လုပ်ရမလဲမသိတော့ဘူးလို့ဒေသခံပြည်သူတဦးကပြောဆိုခဲ့ပါသည်အောင်ပန်းမြို့မှာသုံးထက်အောင်ပန်းဟိုတယ်ပြိုကျပျက်စီးမှုတွင်လူတချို့တန်ရာရရှိ